ညီလေးဘာကြောင့်ပြောက်ရတာလဲဆိုတော့ခေါင်းစဉ်အောက်ကနေပြောချင်ပါရဲ့ရှင်တော့ရှင်တော့ညီလေးရှိသေးရဲ့လားဆိုတာပြန်ကြည့်မိရဲ့လားညီလေးအေးရခေါင်းကိုက်တက်တယ်တဲ့မှန်နေနော်အဲ့တော့အများစုသည်ကျွန်တော်တို့ယောက်ျားလေးတော်တော်များများအရေးပေါ်ပေါ့နော် emergency ပါလဲဆိုတော့တပွဲတို့သုံးတာများကြတယ် ZRTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ောင်ရေးအတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ညီလေးဘာကြောင့်ပြောက်ရတာလဲဆိုတော့ခေါင်းစဉ်အောက်ကနေပြောချင်ပါတယ်ရှင်တော့ရှင်တော့ညီလေးရှိသေးရဲ့လားဆိုတာပြန်ကြည့်မိရဲ့လားညီလေးအိယာပုံမှန်တို့ရဲ့လားနော်ညီလေးသူ့နေရာနဲ့သူအံဝင်ခွင်ကြရှိရဲ့လားညီလေးသူ့ရဲ့အလုပ်တွေကိုပုံမှန်တာဝန် ကြေစွာထမ်းဆောင်နိုင်ရဲ့လားဆိုတာပြန်စစ်ဖို့လိုတယ်။မနေ့က customer တယောက်ကပြောတယ်။ဆီမရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့တဲ့ကျွန်တော်အသိဝင်လာတယ်တဲ့။ဆီမကဟော်မုန်းအားကျရင် body weight အရင်များရင်နော်ညီလေးကပျောက်တတ်တယ်။အဲအဲ့လိုမျိုးပြောတော့သူကနေဟာသူကသူပြန်ပြီးသူကသဘောကျတာဟာဟုတ်တယ်ဟုတ်တယ်ပေါ့အဲ့ဒီချက်တင်နေငါနဲ့ကိုက်ညီနေတယ်ဒါဆိုရင်တော့ငါအားနေနေတဲ့လက္ခဏာဖြစ်မယ် အဲဆီမားကိုတိုင်းပြင်းပြင်းဆိုပြီးဆီမားရဲ့ profile ကနေသူဖုန်းနံပါတ်လေးရပြီးတော့အာသူရတာရနာနဲ့အယုံကျော်စင်းနဲ့မာရတယ်ပေါ့ကွယ်အဲ့ဒါအဆင်ပြေတယ်တဲ့သုံးဆောင်ရှိသွားပြီတဲ့ဆီမားရဲ့တဲ့ကျေးဇူးတင်လိုက်တာတဲ့မဟုတ်ရင်သူသူ့ညီလေးကိုမနှဲကိုရှာရတယ်တဲ့အခုတော့သူ့ရဲ့နေရာမှာ သူ့ရဲ့သူ့ရဲ့နေရာမှာသူ့ရဲ့ size နဲ့တကွာပြန်ရောက်ရှိလာတယ်ပေါ့ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဆီမားရဲ့တဲ့ မဟုတ်လို့ရှင်ကို့မှာအားနေချက်ရှိလို့ရှိမှန်းလည်းမသိဘူးဒါကြီးကငါဘသူ့ကိုပြောရမှန်းလည်းမသိဘူးဆိုပြီးသူခေါင်းခေါင်းခေါင်းဆောင်နေရတယ်ပေါ့အဲ့တော့ညီလေးဘာကြောင့်ပြောက်ရတာလဲဆိုတော့ညီလေးပြောက်တဲ့အကြောင်းရင်းကတော့အဓိကဆမအပြင်းပါပေါ့နော်ဒီလာပြီးဆွေးနွေးကြတယ်စီကဲမှလာဆွေးနွေးကြတယ်ဖုန်းနဲ့ဆွေးနွေးကြတယ်အများစုဘာတွေ့ရလဲဆိုတော့လုံးဝကိုကိုဖက်တီးတို့နော်ဥဥဖက်တီးတို့မောင်လေးဖက်တီးတို့အယံဝတဲ့သူ အယံဝတဲ့သူတွေ body weight 200ကျော်တယ်ပေါင်ချိန်200ကျော်တယ်နော်150 160အာ200နီးနီးအဒီလိုလူတွေသည်သိကြတယ်ပြေးကြည့်နော်ပြေးကြည့်စရာမလိုဘူးတွေးကြည့်တာနဲ့သိတယ်သူတို့ရှာမတွေးတော့ရှိတော့ရှိတယ်ဒါမျိုးလေးဖြစ်ချင်းဖြစ်နေမယ်နော်ပြန်ကုန်းကြည့်ဖို့လေကိုပိုက်ကိုပဲမြင်ရမယ်ညီလေးကတော့တွေ့တော့မှာမဟုတ်ဘူးအဲ့တော့မဝစင်နဲ့ အမျိုးသားတွေမဝစေနဲ့ဝါရင်ပြဿနာတွေအများများတယ်သွေးတွေအဆီတွေများလာမယ်ကိုလက်စထရောတွေများလာမယ်နှလုံးသွေးကြောတွေကျင်းလာမယ်နော်ညအိပ်ရတာတွေအဆင်မပြေတော့ဘူးဆိုတော့ကိုကိုကိုမျိုးရိုးချောင်ဝရယ်ဆိုရင်လည်းတေချာကဲလောက်ပါဂယူစိုက်ပါ body weight ကိုထိန်းစေချင်ပါတယ်မဟုတ်ရင်တချို့ကျတော့အသက်30လောက်နဲ့တင် body weight ကအရင်ထွားပြီးလူကထွားတယ်ကြီးတယ်ငငယ်ရုံးကတော့ဝါရယ်ဆိုပြပြလေးချစ်စရာလေးပေါ့နော်ဒါပေမဲ့အသက်ရွယ်တစ်ခုရလာတယ်အာဆိုရင်တော့ ဘယ်ရဆိုမို့ over ဖြစ်သွားရင်ကျမတို့ကဝေဒနာရတယ်ပေါ့နော်အဲ့တော့မဝစင်နဲ့ဝရဲဆိုရင်လေကိုသည်ဒီဆွမ်းဆောင်ရည်အတွက်ကိုနော်အော်သူများတွေလို့မျက်နှာမငယ်စေခြင်းမျက်နှာမငယ်ခြင်းဘူးဆိုလို့ရှိရင်ဝိတ်ချမရမယ်ဘာဖြစ်လဲငါဖတ်တာကဝရတယ်ငါဖတ်ငါစားတယ်ငါဖတ်ငါမျိုးရိုးကြောင်ဝရတယ်ငါလုတ်ချင်တယ်လို့လုတ်မယ်ငါဖတ်ငါဇင်ခံစရာရှိရဇင်ခံမယ်ဘာမှလာမပြောနဲ့ဆိုရင်တော့တခွမပြောစရာအကြောင်းမရှိဘူး ကျွန်မပြောချင်တဲ့သူကကိုကိုကိုယောက်ျားပြီးသားခြင်းနဲ့အိမ်တော်ရဲ့ဒုက္ခအဆင်ပြေစေခြင်းနဲ့เนาะအာပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းသွားခြင်းနဲ့အဲအဲ့လိုမျိုးအတွေးရှိတဲ့သူတွေအတွက်ကိုကျမ်းမာအောင်ဆရာမကပြောခြင်းဖြစ်ပါတယ်ဝါတဲ့သူတွေကိုဘလိမ့်တာမဟုတ်ဘူး အဲ့တော့မျိုးသားတွေကိုကိုကိုအရန်ကိုဂယူးဆိုင်တယ်ကို့မျိုးသမီးနဲ့အဆင်ပြေစင်တယ်နော်ကလေးယူဖို့ကြိုးစားနေတယ်ဆိုရင်နှစ်ယောက်စလုံးမဝစီနဲ့အစီအရန်များလာပြီဆိုရင်ကျမတို့ကလေးရဖို့လေခက်ခဲတာမို့လို့ပါရှင်ဒါကြောင့်ညီလေးပျောက်သွားပြီဟေးနော်ညီလေးပုန်းနေပြီတစွန်းတစလေးပဲမြင်ရတယ်ညီလေးဘယ်နားမှာရှိနေတာလဲခံမှန်းမဲနေရတယ်ကျလို့လူတွေဆိုရင်နော် စည်းကြိုရှိနေလို့လားအသေးတွေများအားနည်းနေလို့လားသို့မဟုတ်သွေးရည်အစီများပြီးတော့နှလုံးသွေးကြောကျင်းပြီးတော့ blood flow မကောင်းတဲ့ခါညီလေးစီမရောက်တော့ညီလေးခင်များရှင်သန်မှုကနည်းနေတာလားအဲ့တော့ကိုဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတဲ့ cause အကြောင်းအရင်းကိုတွေ့သွားရင်ကျမတို့ကအနာနဲ့ဈေးတက်အောင်ပေးရတာအဆင်ပြေနိုင်တယ်ဘာမှစိတ်မဝင်စားဘူး ဒါပေမဲ့အစင်တော့ပြေးခြင်းနဲ့ယောက်ျားတော့ပီတာခြင်းနဲ့ကိုဘက်ကဘာမှအားမထုတ်ဘူးဆိုရင်တော့ no 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 တော်ရင်လေးစီ လာပြီးဆွေးနွေးဖို့မစင်စားနဲ့လုံးဝလည်းဆေးပေးမှာမဟုတ်ဘူးအဲ့တော့ပြောစကားနားထောင်ပြီးတော့ကို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 ဆိုယူလို့ပြောတာကိုကိုကိုချစ်မြတ်နိုးပြီးကျမယူလို့လိုက်စားတဲ့သူတွေပဲဒေါ်ရင်လေးနဲ့ဟာဆွေးနွေးရတာအဆင်ပြေမယ်နေစီရနေထိုင်ခြင်းရထိုင်လှုပ်ခြင်းရလှုပ်စားခြင်းရစွာ သွားကြရသွားနေတယ်သူတွေเนาะဆလိအရတောက်တဲ့သူတွေညဘက်မှာမအိပ်ဖဲနဲ့เนาะတနေ့ဟိုတညလုံး game ညထိုင်ဆော့ပြီးတော့အချိန်ဖြုံးနေတဲ့သူတွေဘသူပြောပြောနားမထောင်ဘူးအဲဒီလိုလူတွေဆိုရင်เนาะစေကူရခက်ခဲတဲ့သူတွေဖြစ်တဲ့အတွက်ဆီယမကစေမပေးပါဘူးရှင်ညီလေးပြောင်းနေရင်တတိထားဖို့လိုပါတယ် ယောက်ျားလေးအဲ့ဒီလူမျိုးဟာကတဲ့ခေါင်းကိုက်တက်တယ်တဲ့မှန်နေနော်အဲ့တော့အများစုသည်ကျွန်တော်တို့ယောက်ျားလေးတော်တော်များများအရေးပေါ်ပေါ့နော် emergency ပါလဲဆိုတော့တပွဲတို့သုံးတာများကြတယ်အဲအဲ့ဒီခါမှာသူတို့ကိုယ့်ရဲ့ကျန်းမာရေးအခြေခံမကောင်းတဲ့သူတွေနှလုံးအားနည်းနေတဲ့သူတွေသွေးတိုးရှိတတ်တဲ့သူတွေစီးချိုရှိနေတဲ့သူတွေနော်အဓိကကမတည့်ဘူးနော်မတည့်ဘူးသူကချက်ချင်းအစွမ်းပြအောင် ကျွန်တော်တို့ဒီပြင်းတဲ့ ြင်းပြင်းတဲ့အရာမျိုးထည့်ထားတဲ့အခါမှာအဲ့ဒီပြဿနာတွေကယောက်ျားလေးအမ်80ရာခိုင်နှုန်းလောက်ကြုံတွေ့ရတာပဲဆရာမတွေ့တယ်ဆရာမစီတိုင်မြင်ကြတဲ့သူတွေစိတ်ကန်းလာတဲ့သူတွေဆရာမအေးကျွန်တော်တပွဲတို့သုံးပြီးတော့ဒီလိုဖြစ်လာတယ် ဲခန္ဓာကိုယ်အကျိုးတွေကလည်းတောက်တင်းနေတယ်ပြီးတော့လူကြီးကဘလူကြီးမှမသူထုံထုံကြီးဖြစ်လာတယ်ချွေးစည်းတွေပြန်လာတယ်အကျွန်တော်ရှော့ရခြင်းတလို့တောင်ဖြစ်တယ်ဆိုတော့အဲဒီတပွဲတို့သုံးပြီးတဲ့နောက်ပိုင်းပြဿနာတွေဆက်မစီမှာအများကြီးလာတယ်ဒါကြောင့်ဆက်မပေးနေတဲ့ပန်းနုတို့ရတရနာတို့ဂုံကမန်တို့ရောဒီလိုဖြစ်မလားကျွန်တော်ကြောက်တယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ရှင်တို့တခုပြောချင်တာကလေတပွဲတို့ကြတော့တွေ့တဲ့ဘွန်းရဆိုင်တွေ့တဲ့စတိုးဆိုင် เนาะဘလို့အာမခံချက်မှလည်းမရှိဘာတာဝန်ယူမှုမှလည်းမရှိဘဲဆရာဆရာမမှလည်းမသိဘူးဘသူရောင်းလိုက်တဲ့ဟာမှလည်းမသိဘူးဟိုကောင်ညွှန်းလို့ဒီပေါ်တာညွှန်းလို့เนาะကျွန်တော်မိတ်ဆွေတကယ်ချင်းကပြောလိုက်လို့သူကြတော့အဆင်ပြေတယ်တဲ့ဆိုပြီးတော့ကျုံရဂျပန်ဝဲတောက်ပြီးတော့ကွယ်เนาะဖြစ်တော့ကြတော့ကိုယ့်အကိုကြိတ်မိတ်ခင်ရတာချွေးပြန်လဲခင်ခေါင်းကြိုက်လဲခင်ကျမလို့เนาะဒီလိုမျိုး တိုင်းရင်းဆေးဆရာမစစ်စစ်ကတာဝန်ယူမှုတာဝန်ခံမှုနဲ့ follow up တွေလည်းတခြားဆွေးနွေးပြီးတော့နော်အခမဲ့ဆွေးနွေးပေးပြီးတော့ခိုင်မာမှုရှိတဲ့နော်ဆရာမစစ်စစ်စီရကြတော့ရှင်တို့ကဆွေးနွေးပြီးရင်နော်ဝယ်ရမလို့လို့မဝယ်ရမလို့လို့နဲ့စဉ်းစားနေတာမပြီးတော့တနှစ်နဲ့6လနော်အတပွဲတို့ကြတော့ကြုံရဂျပန်ဝယ်တော့ပြီးကိုဖြစ်အသားလေးကြိတ်ခဲမိမမသိအောင်ကြိတ်ခဲရှင်တို့ရဲ့ဖြစ်ကလည်းမပြောကြဘူးနော်အဲ့တော့ကိုဝယ်မဲ့ protect ဒီဘယ် source ကလာတယ်လဲဆိုတော့သိတတ်ရမယ်ဘလို့လူမျိုးကရောင်းချတယ်လဲဒါဒီခိုင်မာမှုရှိရလားအဲဆိုဂျိုးတွေရောဘာတွေဖြစ်ကြလဲတောက်ဖူးတဲ့သူတွေကိုလည်းမေးလာမမေးဘူးကိုယ့်ကိုရှက်ပြီးတော့เนาะဒါမျိုးကြရင်ကိုချောင်းကုံချောင်းနဲ့သွားဝယ်ပြီးတော့ကိုဖြစ်ရင်ตาလေးခံလာကျမစီကဘန်းနူတို့ရတယနာတို့ဟော်မုန်းဒီကုန်းကမန်တို့စားပြီးလို့ရှိရင်စမကြီးနှစ်ရက်ရှိပြီးအစွမ်းမပြသေးလို့လာလိုက်တဲ့ complaint နေ complaint နေဟွန်း เนาะအဲ့တော့အရန်သဘောကောင်းတဲ့သူကြောင့်အရန်အနိုင်ကျင့်ပြီးရန်ကိုမေးခွန်းနေများကြတာအရှင်တို့ကအဲ့တော့ကျွန်မပြောပြမယ်အဲ့တော့ကိုယ့်ရဲ့ကျွန်မရဲ့ခြေခံဝင်နံပါတ်1သိဖို့လိုမယ်အာဘယ်လိုဒီစေးဒီအခြားသောရောနောစီဝါတွေအနောက်တိုင်းစီဝါတွေတိုင်းစေးအမီခံပြီးတော့ဗယံပဓာဂျင်းစေးတွေနဲ့တွေ့ရင်တော့အဲ့ဒီပြဿနာတွေဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ကိုယ်စေးကိုကောင်းပါတယ်လို့မဆိုလို့ဘူးသို့တော်ကျွန်မတို့ဒီအဆိုးကျိုးမရှိအောင် လောက်ထားတယ်လူနာထောင်ချီတောင်းချီပေးထားတယ်အဲ့လိုကြီးကြီးကျယ်ကျယ်ပြဿနာမျိုးတိတ်မတွေ့ဘူးဟုတ်ပြီနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။